။အောချွန်လာဆိုင်အလုံးပဲမင်္ဂလာပါဒီကနေ့ပေါ်တော့စာပြပေါ်ကတောင်းတလို့စိတ်ကူးနဲ့ပုတ်ဖို့ပြီးတော့မှအရန်ကမှအရာသာရှိတဲ့စီဖူကပောက်ချက်နေလေကိုကျွန်တော်လာပြီးတော့မျှဝေပေးသွားမှာဖြစ်လို့အစုံတီကြည့်သွားပြီးတော့တောင်းဆိုချင်ပါတယ်ခဗျာ။ ခေကင်မကိုကိုကျန်နေတဲ့အရွယ်ပမာဏကိုကျန်နေတဲ့ဒီဇိုင်းကလာပညာနဲ့ဒါလီတာပဲပဲဥစုံကိုကျွန်တော်ကျွန်တော်ဗီဒီယိုနဲ့ရိုက်ဖို့မေးသွားပါတယ်ဗျာ sorry ပါနော်ငရုတ်စုံတွေကိုငရုတ်ဒီအစိတ်တောက်ထဲမညက်တညက်လေးအရင်ထောင်းအဲ့လိုမျိုးဒီဇိုင်းကလာအနေထားဖြစ်ပြီးဆိုရင်ကျဲတုံပြူလေးတွေထည့်ပြီးတော့မှနောက်ထပ်ပြန်ထောင်းအစကြတဲ့သူတို့ကျွန်တော်ငရုတ်တိမြန်သိဖို့ပြချင်တော့ကတော့အခုတော့လောဘအခြေအနေမကောင်းငရုတ်တိတော်တော်လည်းလောမဲ့ထဲ့ပါတယ်ခဗျာ ုဘရကလောက်တာလားရပါဆိုတာလားဆိုတာမတဲခွဲတော့ဘူးတက်တုံကိုမတူမပါလီပေတော့စီကိုမတူမစီလီထားပြီးတော့မှပြင်ဆင်ထားပေးလိုက်ပါတယ်ခဗျာဆာချက်ဘူအိုလီတဲစီလေးထက်စီလေးပူလာပြီဆိုရင်တော့ထောင်းထားတဲ့ငရုတ်ကျဲတုံတွေကျွန်တော်တို့နည်းနည်းလေးစစ်တက်မှာပေါ့နော်အနှံ့လေးမွေးသွားအောင်ကျွန်တော်စစ်တက်ပါမယ် တရားလုံးဒီပအနမွေးလာပြီဆိုရင်တော့စီဖူးလေးတွေထည့်မယ်ရောသမမွေးမယ်စီဖူးလေးတွေမာကျောလာအောင်အနေနဲ့ကျွန်တော်မွေးမယ်ပြစ်ပြမယ်ပေါ့နော်ပြစ်မတက်တဲ့သူတွေကျတော့မွေးရိုးရိုးလေးဝဲမယ်ပေါ့ဗျာပြီးတော့ဝက်ဆုပ်ပြော့ရည်လေးတွေထည့်ပါမယ်နောက်ပြီးတော့ကြက်တုံနဲ့ဘဲတောင်စီထည့်ပြီးတော့မာရောသမပြန်မွေးမယ်ပြစ်မယ်ပြစ်မတက်ရင်ရိုးရိုးလေးပဲမွေး okay အရသာကြတော့ခယူးစီ အချူမုတ်အရသာမုတ် ကြကြမက်ကီဆော့စ်နော့ဆိုဘောနော်ပဲစီတွေထည့်ပြီးတော့မှယူနိုသမားသွားအောင်ကျွန်တော်တို့နောက်ထပ်တပန်ဒပလယ်ပြန်မွေမယ်ပြစ်မယ်အပေါ်ငံလေးတွေကြတော့ကိုကိုတိုင်းမြင်းကြီးပါဗျာလိုဒါရှင်ထပ်ထည့်လို့ရပါတယ်တကယ်လို့သွေးမတိုးခြင်းရင်တော့အငံလေးတွေ short စာကဲနော်ဆိုဘောနော်ဘကဖာလို့ထည့်ပြီးတော့မတပန်ယူသမားပြန်မွေပြီးပြစ်ပေးလိုက်မယ်ဆိုရင်တော့အနံ့အရသာကောင်းတဲ့ကဖောက်စီဖူးလေးချက်ပါပြီ โอเคกะเพราซีฟูอเซนเตพิปีอินเสิร์ตละทเมนซาเม